အမေရိကန်တရေကြီးအီလွန်မတ်ပိုင်ဆိုင်တဲ့ SpaceX ရဲ့ Starship တုံးများဟာပုံမှန်မြေပြင်စမ်းသပ်မှုအတွင်းပေါက်ကွဲသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်ပုဒ်ဟူးနေ့မှာတက်ဆက်ပြည်နယ်စမ်းသပ်ရေးစခန်းမှာပုံမှန်စမ်းသပ်မှုပြုလုပ်နေစဉ် Starship တုံးမြန်တင်ရင်ဟာမတော်တဆပေါက်ကွဲသွားခဲ့တာပါ။ပေါက်ကွဲမှုကြောင့်စခန်းတစ်ဝိုက်မှာမီးတောင်မီးခိုးတွေနဲ့လွှမ်းခြုံသွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုကြောင့် အင်္ဂါအကျော်ဘော်ကိုလူသေးသွားဖို့ရည်ရထားတဲ့ဒီရဲ့ဒီဇိုင်းနဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေဖြစ်ခဲ့ပါတယ်။ဒါကို Space ကဖြည့်ချင်းနိုင်မလားဆိုတော့ကိုသုံးသပ်မိကွန်ထောက်ရတဲ့အနေအထားဖြစ်လာပါတယ်။ဒီတစ်ခေါက်ဖြစ်ပေါ်ခဲ့တဲ့ပောက်ကွဲမှုဟာဒီနေ့အတွက် SpaceX ရဲ့စံသွင်းမှု၄ချိန်မြောက်ပောက်ကွဲမှုဖြစ်ပါတယ်။ SpaceX ရဲ့ CEO Elon Musk ကတော့ မေလကွန်မိုင်းကတက်ဆက်ကဝန်ထမ်းတွေကိုကျွန်တော်တို့ရဲ့တိုးတက်မှုကိုအင်္ဂါကြိုးပေါ်မှာကိုပိုင်လူရင်ကျေးမှုတစ်ခုတည်ထောင်နိုင်မဲ့အချိန်စရနဲ့တိုင်းတာတယ်လို့ပြောခဲ့ပါတယ်။ကမ္ဘာနဲ့အင်္ဂါကြိုးအကြအကွာဝေးဟာအ धिक စိန်ခေါ်မှုတစ်ခုဖြစ်နေပြီးအကွာဝေးကွာဟမှုအတင့်တော်ဆုံးအချိန်မှသာဒုံးမြန်လွတ်တင်နိုင်တာကြောင့်ဆွမ်းရည်နဲ့ကုန်ကြစည်တက်တာလာမှာဖြစ်ပါတယ်။ဒီလိုအချိန်ဟာ26လမှာတစ်ခါပေါ်လာတတ်ပြီးအဲ့ဒီအချိန်ကလည်းရေတက်တပတ်အနေငယ်တာကြပါတယ်။ ကမ္ဘာနဲ့အင်္ဂါကြိုကြားအကွာအဝေးကလည်းနေကိုပတ်တဲ့လမ်းကြောင်းပေါ်မူတည်ပြီးမိုင်35တန်းကနေမိုင်150တန်းအထိကွာခြားနိုင်ပါတယ်။အီလိုမဲရဲ့စီစဉ်ရတော့2026ခုနှစ်အတွင်းအင်္ဂါကြိုကိုလူမပါဝင်တဲ့ Starship ကုန်တယ်ရင်၅စီအထိလွတ်တင်ဖို့မျှော်မှန်းထားပါတယ်။ဒါပေမဲ့ဒီနေ့အတွင်းစမ်းသပ်မှု၄ချိန်စလုံးပောက်ကွဲခဲ့တာပါ။2026ခုနှစ်မှာတော့တကယ်ပဲလူတွေကိုအင်္ဂါကြိုးပေါ်အခြေချနေထိုင်နိုင်ရေးအစီအစဉ်က အောင်မြင်မှုလမ်းစရနိုင်ပါမလားဆိုတော့ကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်နေပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။